ဒီတလန်းလုံခြုံရက်လာမြန်မာနိုင်ငံအထက်ပိုင်းဒေတာမှာစောင်းဥရာတီစတင်နေပြီးစောင်းဥရာတီရောက်ရင်ဒေတာခန်တိုင်းရင်းသားတွေမွေးမြူထားကြတဲ့ကျွဲနွားတရိတ်ဆန်များကိုတောတောင်ထဲမှာလွတ်ကြောင်ထားကြတာလည်းဒလိတခုလိုဖြစ်နေပါဗျ။ပြိပခပေါင်ကျဲပြတ်လာနေတဲ့အထက်ပိုင်းဒေတာအတွက်ဒီဒလိနဲ့အတူကြီးမားတဲ့ချင်းချောက်မှုတခုလည်းရှိနေပါဗျ။ ဲ့ဒါဟာမင်းမြုပ်မိုင်းနဲ့ပောက်ကွဲစစ်တပ်တဲ့မိုင်းအန်တီရယ်ပါ။မြေမြုပ်မိုင်းနဲ့ပောက်ကွဲစစ်တပ်တဲ့ပစ္စည်းတွေဟာပြန့်နှံ့တည်ရှိနေပြီလေဖြစ်ပါတယ်။လူနဲ့တရိတ်ဆန်တွေလည်းပောက်ကွဲမှုတွေဖြစ်ပေါ်နိုင်ဒီကိုတတိပြုစေချင်ပါတယ်။ကျွန်တော်တို့ပမောက်အနောက်ဘက်မှာတိုက်ပွဲတွေညင်သွားပြီးတဲ့နောက်မှာမေမြုပ်မိုင်းတွေကိုကျွဲနွားတွေနင်းမိတာမနေမနောပဲကျွဲတွေဆို ပေါင်ကျိုးတာတေးတာတွေခဏခဏပဲကျွဲနွားတွေမတော်တဆမိုင်းထိမိပြီဆိုရင်လိုက်နာလှုပ်ဆောင်ကြရမယ့်ဟာတွေကို ပြောပြပေးသွားပါမယ်။ ိုက်ပွဲမကြခဏဖြစ်တဲ့နေရာဒေသတွေမှာမဖြစ်မနေသင့်အနေနဲ့အလုံးလုံးရမယ်နေထိုင်ရမယ်ဆိုပါကမြေမြုပ်မိုင်းနဲ့ပတ်သက်တဲ့တည်င်းစကားမှန်များကိုတိရှိထားရလိုအပ်ပါတယ်ဥပမာဆိုရှယ်မီဒီယာရေဒီယိုနဲ့တခြားဒေတာတွင်ရှိဒေတာဖွံ့ဖြိုးရေးလုပ်ကိုင်သောအဖွဲ့အစည်းများထံမှတင်းစကားများကိုလိုက်နာဆောင်ရွက်ရပါမယ်။အကယ်လို့ကျွမ်းနွားမတော်တဆဖြစ်ပွားတည်ရှိသောနေရာအနည်းကိုတွားဖို့မကြိုးစားပါနဲ့။ မင်းမျိုးမိုင်းနဲ့ပောက်ကွဲစေတတ်တဲ့ပစ္စည်းအများစုသည်တစ်ခုထက်မကနောက်ထပ်မမြင်နိုင်တဲ့မိုင်းအမျိုးအစားများစွာရှိနေနိုင်ပါသေးတယ်။မင်းမျိုးမိုင်းနဲ့ပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေဟာအကြောင်းအမျိုးမျိုးကြောင့်ပောက်ကွဲနိုင်ပါတယ်။ဥပမာတုံခါမှုခြေတံအဝေးကနေကျဲလောင်တဲ့စုညံတံတွေအကြောင်းအမျိုးမျိုးကြောင့်လည်းပောက်ကွဲနိုင်ပါတယ်။ တစုံတယောက်ကလမ်းလျှောက်လာတာရုတ်တရက်ရွေ့လျားတာနဲ့ကျေလောင်တဲ့အတန်းမြေကြီးတုံခါမှုပြုတ်လောက်တာကလည်းပောက်ကွဲစေနိုင်ပါတယ်။မြေမြုပ်မိုင်းများသည့်အလွန်မန်းဆရခက်ခဲပြီးညှော်လင့်မထားတဲ့အချိန်တွေမှာလည်းပောက်ကွဲနိုင်ပါတယ်။တင့်အနေနဲ့တဏီယာကနေတဏီယာတို့ရွှေ့ပြောင်းတွာလာရမည်ဆိုပါကအရင်ဆုံးဒီခြေလန်းတလန်းလုံခြုံရဲ့လာချက်ချင်းတွေးပါ အနီးပဝင်းကျင်ကိုလေ့လာသုံးသပ်ပါ တန်တရားရှိမယ်ဆိုရင်အနီးတို့လုံးဝမတွားပါနဲ့နောက်ထပ်လိုက်နာရမယ့်အချက်တွေဟာမတော်တဆဖြစ်ပွားတဲ့နေရာတဝိုက်တွေမှာ ရောက်ခဲ့တည်ရှိတော့မိမိတိလိုတဲ့အကြောင်းအရာအားထိမှမရင်းနီးတဲ့အရာဝတ္ထုတွေကို တွေ့ရင်မထိပါနဲ့ကောက်ယူတာတွေမလုပ်ပါနဲ့တုံနဲ့ထိုးတာခြေထောက်နဲ့ကန်ကြောက်တာတွေကို လုံးဝမလုပ်ပါနဲ့မိမိတို့ကြေးရွာရှိတက်ဆိုင်ရာအာဏာပိုင်တွေကိုချက်ချင်းအကြောင်းကြားပါ